အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အရင်နေ့တည်းကတော့တင်းနေကုန်တွေတာမီတွေအတွက်တင်းလာတာမီတွေအတွက်ကျွန်တော်ပြောပေးနေတာမျိုးရှိတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အင်္ဂါတာမီတွေလည်းပြောပေးမှာဖြစ်တယ်တော့အင်္ဂါတာမီတွေအတွက်ကျွန်တော်ဘာတွေပြောပေးမှာလဲဘယ်လိုအချက်လေးတွေပြောပေးမှာလဲဆိုတာဒီမှာသိပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုနပြောလို့ကျွန်တော်တို့မှာအထက်ဆောင်ပန်းဆိုပြီးဂျိုသုံးလုံးကောင်းတာရှိတယ်ဗျာနေနိုင်ပြီပါအဲ့တော့အင်္ဂါတာမီတွေအတွက်တကယ်ကောင်းတဲ့ဆိုတွေကတင်းနေကုန်တွေဂျိုတို့ဒါဗုဒ္ဓဖူးဂျိုတို့ เนาะစက်နေဂျိုတို့อ่ะဒါကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲဂျိုတွေကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်နေဆိုရင်ကာကန်ရှင်တွေအတွက်အင်္ဂါသားမီးတွေအတွက်ဘာပဲဖြစ်ဖြစ်တော့အဆင်ပြေနိုင်တယ်ကံကောင်းနိုင်တယ်ပို့ပြီးတော့မျက်မာတဲ့ဘွားတစ်ခုကိုရနိုင်တယ်ပေါ့အမှန်တကယ်ကျွန်တော်တို့ကဟိုအင်္ဂါသားမီးတွေအတွက်အဓိကနဝင်းဂျိုဟာစက်နေဂျိုဖြစ်တယ်ပေါ့နော်အဲ့တော့စနေနေ့ပတ်သက်တဲ့ကိစ္စကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်။အဲ့တော့စနေဂျိုကကို့အတွက်တကယ်ကိုအဆင်ပြေဆုံးအထောက်ပံ့အပေးဆုံး ဂျိုဖြစ်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကသိထားရမယ်ဒါကြောင့်ပဲကျွန်တော်တို့ကအင်္ဂါဆိုတာဘာလဲဆိုစိတ်လောတယ်စိတ်မြန်တယ်စိတ်မရှိဘူးကျွန်တော်အမြန်လို့လှုပ်လို့စိတ်မြင့်ပါတယ်နော်အင်္ဂါဂျိုရဲ့အဓိကအားသာချက်ကတော့စိတ်လောတယ်စိတ်မြန်တယ်အောင်ဆိုင်တယ်တခုတည်းကိုတစ်ချောင်းတည်းကိုစိတ်ကိုထားပြီးတော့ဟိုအခြားဟာတွေဘာမှမသိတော့ဘူးအင်္ဂါအစိုးပဲရရင်တော့လည်းသူကစိတ်တူတယ်ဒေါသကြီးရယ်နော် ်စိတ်ကောက်တယ်ဒဇုတ်ထိုးလို့တယ်ရိုင်းဆိုင်လာတယ်ခတ်ထန်လာတယ်ပေါ့ဒါအင်ငါရဲ့သဘောတွေပေါ့နော်အဲ့တော့ဒီအင်ငါရဲ့သဘောတွေကိုကျွန်တော်တို့ကထိမ့်မှုဆိုတာဘေးကစနေရကတ်ပြရတယ်နော်စနေရလေးတယ်နှေးတယ်ကြာကြာလှုပ်တယ်ဟိုဇွဲရှိတယ်ဟိုဖြည်းဖြည်းမှန်မှန်လေးနဲ့ဟိုဆုံးဖြတ်သွားနိုင်တာကိုပြောတယ်ဒါကြောင့်အင်ငါသားမီးတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မူလဗီဇအကန့်ကိုကျွန်တော်တို့ကထိမ့်မိတာစနေပါ မစနေကျွာကိုထိမ့်မိတယ်ဒါကြောင့်စနေနဲ့ပတ်သက်တာကတော့ကျွန်တော်တို့ကအကောင်းဆုံးအဆင်ပြေဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်နော်စနေနဲ့ပတ်သက်တာကိုကျွန်တော်ကတော့အကြိုက်ဆုံးလို့ပြောတယ်ဒါကြောင့်ပဲအင်္ဂါသားမိတွေကဘဝမှာအောင်မြင်နေတယ်ဆိုရင်စိတ်ရှည်ဖို့လိုတယ်နော်ဇွဲရှိဖို့လိုတယ်မိမိတို့လုံနေတဲ့အလုပ်တွေမှာအလောတိမလုပ်ဘဲနဲ့ဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်အောင်မြင်မှုကိုတည်ဆောက်တဲ့နေရာမှာလည်းအဲ့လိုမျိုးပဲပေါ်ပင်လှုပ်ချင်တာမျိုးတွေနော်ချက်ချင်းငွေပေါ်ခြင်းနဲ့အလုပ်တွေတဲ့အင်္ဂါသားမိတွေက ရေရှည်ကြည့်ပြီးတော့အလောက်ကမဲ့အလုပ်တွေရေရှည်ကဘလို့စီးဝါလို့ဝင်ကောင်းမလဲဘလို့အလောက်ကငါ့အတွက်အကျိုးပေးနိုင်လဲဒီအလောက်ကဘယ်နှစ်ပေါင်းများစွာဘလို့ရင်းလိုက်ရအောင်ငါဘလို့အသက်မွေးမှုရမလဲဒီလိုမျိုးကိုကျွန်တော်တို့စဉ်းစားပြီးလုံးမလာအဆင်ပြေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ကမေ့ထားလို့မရအောင်ဒါကြောင့်ကိုကိုတိုင်ကဟိုအင်္ဂါသားမီးဖြစ်တယ်ဆိုရင်နှစ်ရှည်အလုပ်တွေကိုဆက်ဝင်သားပါရေတို့တဲ့ရေရှည်ကိုကြည့်ပါအလောတကြီးလောက်တာစိတ်မျက်နှာတွေကိုရှော့ပါစိတ်ရှည်ပါပြီးတော့တိခံစိတ်နဲတာတွေကိုရှော့ပါ သိခံပါအချို့နေရာတွေမှာပြောတဲ့နေရာတွေမှာပြောဘဲနဲ့ငြိမ်နေလိုက်တာအကောင်းဆုံးဆိုရင်ငြိမ်နေလိုက်ပါဒါစနေရဲ့စိုးမိုးမှုကိုထိန်းနိုင်လိုက်ပြီဆိုရင်အင်္ကာတွေကပို့ပြီးတိုးတက်နိုင်တယ်လို့ပြောတာပြီးရင်ကျွန်တော်တို့ကအင်္ကာသားမီးတယောက်အတွက်ဆိုရင်ကျွန်တော်တို့ကဘာရီယာပို့ပြီးတော့အဆင်ပြေစေလဲပေါ့နော်အင်္ကာသားမီးတွေအတွက်တကယ်ဟိုဟိုကံကောင်းစေတဲ့ကိစ္စရှိတယ်နော်အင်္ကာသားမီးတွေကတကယ်အဆင်ပြေစေနိုင်တာကဗုဒ္ဓဖိုးကျော်ပါနော်ဗုဒ္ဓဖိုးကျော်ဗုဒ္ဓဖိုးကျော်ပါစီးပွားဆိုတဲ့နေရာမှာရှိနေတယ်ဗျာ မစီပွားဆိုတဲ့နေရာမှာရှိရတော့ဘုတ်တကူးကျိုကျွန်တော်တို့ကကောင်းပြီဆိုရင်တော်တော်များများအဆင်ပြေကြတာများတယ်ဘုတ်တကူးဆိုကောင်းအောင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲပေါ့ဘုတ်တကူးဆိုတာပေါင်းသင်းဆက်ဆန့်ရေးနော်ဆက်သွယ်နေရတာချိတ်ဆက်နေရတာပြောတာဘုတ်တကူးကျိုကစီပွားရေးနဲ့ဆက်ဆက်နေတာဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကနှုတ်နှဲတာမျိုးဟာအလုပ်တကူးလုပ်တဲ့နေရာကြီးကြာရင်ကျွန်တော်တို့ကရှင်းပြောရရင်ဟိုစကားမပြောဘဲနဲ့အေးဆေးနေကြတာမျိုးအဲ့လိုမျိုးကိုကျွန်တော်တို့ကတော့အားမပေးဘူး တင်္ဂါသားမိဆိုရင်စကားပြောရမယ်ဆက်ဆံရရှိရမယ်လက်ဝန်းကြီးတွေနေတတ်ရမယ်နော်အဲ့တော့မိတ်ရအောင်လှုပ်တက်ဖို့လိုတယ်လို့ကျွန်တော်တို့ကပြောလို့တာအဲ့တော့ကမိတ်ရသွားပြီဆိုရင်တိတိတသားကျွန်တော်တို့ကအဆင်ပြေလာတယ်ဘဝမှာအခက်အခဲတော်တော်များများပြည်လဲလာတယ်လုပ်ငန်းအခြေဆက်တွေရလာပြီးပိုအဆင်ပြေလာတယ်အင်္ဂါသားမိတွေကရှင်းထွားရင်စကားနဲ့ရက်တည်ပြီးစီးပွားရှာရင်တော့ပိုကောင်းတယ်နော်ပွဲစားလိုမျိုးအကျိုးဆောင်လိုမျိုးအချိတ်ဆက်ပေးရတဲ့အလုပ်တွေလည်းအကျိုးပေးကြတာများတယ်။အင်္ဂါသားမီးဖြစ်တယ်ဆိုရင်စကားများများပြောရတဲ့ ဘေဒင်ဆရာတို့လိုရှေ့နေတို့လိုနော်အပွဲစီစဉ်သူတွေလိုနော်စကားပြောပြီးတော့အကြံပေးရတဲ့အကျိုးဆောင်တို့လိုပွဲစားတို့လိုအော်ကျွန်တော်တို့လိုစကားပြောပြီးရက်တည်ကြတဲ့နော်ဗီဒီယိုဆရာဘလော့ဂါလိုမျိုးတွေဒီလိုမျိုးတွေနဲ့တော့ပို့ပြီးတော့အဆက်တယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအချက်လေးကိုကျွန်တော်ကတော့ကိုကိုကိုတည်ထားပြီးတော့စကားကိုအဓိကထားပြီးတော့စီးပွားရေးအနေနဲ့သုံးပါနော်စကားပြောဖို့မကြောက်ပါနဲ့ဒါကြောင့်ပဲအင်္ဂါသားမီဒီယာစကားအတက်ပညာလို့ခေါ်တယ်စကားနဲ့ပတ်သက်တဲ့ နည်းပညာတွေတကယ်ကို communication skill တွေရလာမှာဆိုရင်ဘောကမှာပိုအောင်မြင်လွယ်တာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့လာပြီးတော့ကျွန်တော်တင်းင်းကုန်နေတင်းင်းကုန်နေတင်းင်းကုန်နေရအင်အားသားမိတွေအတွက်6ခုမြောက်ဆိုတဲ့စမ်းနေရမှာရှိနေတယ်အဲ့လိုစမ်းနေရမှာရှိနေတာမကောင်းလားဆိုတိတ်ကောင်းတယ်တိတ်ကောင်းတယ်အင်အားသားမိကိုထိန်းချုပ်ပေးမဲ့ handle လုပ်ပေးမဲ့လူကတင်းင်းကုန်နေတင်းင်းကုန်နေအဲ့တော့တင်းင်းကုန်နေရဘလို့ဟာတွေကိုကို့အတွက်ကောင်းလဲဆိုတော့ကိုယူတဲ့အိမ်တော်ဘက်ကရှင်းပြောရရင် ိမ်တော်မှုတာဝန်ဖြစ်စေပါစေဟိုအင်ရှိအဆက်ဟိုထွက်ပြီးဥဆောင်တဲ့လူဖြစ်ပါစေဖလက်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ပိုကောင်းတယ်အင်္ဂါသားမိရာတစ်ခါကျရင်အိမ်တော်ဘက်ရဲ့ဝေယဝစ္စတွေမိသားစုဝေယဝစ္စတွေလှုပ်ပေးခြင်းမှာလှုပ်ပေးနိုင်လိမ့်မယ်အဲဒါဆိုသူရတဲ့လူကအထားပါတော့အင်ရှင်မအင်္ဂါသားတရားဆိုအင်ရှင်မရရဆိုအိမ်တော်မှုကိစ္စသားမိကိစ္စအကြောင်းကိစ္စနော်အိမ်မှာလိုအပ်တဲ့ကိစ္စလှည့်ကြည့်စရာမလိုတဲ့လူဖြစ်ရင်ကောင်းတယ် လက်ကြည့်ကြမလို့ဆိုတော့အဲ့ဒါဆိုရင်ပို့ပြီးကောင်းတယ်အဲအိမ်ရှင်မတစ်ခုဖြစ်မယ်ဆိုလဲလို့ပဲကိုအိမ်ရှင်မအိမ်နောက်တောင်ပဲအဒီအဓိကလုံးတော့မယ်အိမ်စီးပွားရေးလုံးတော့မယ်ဆိုတော့ယောက်ျားကိုလိုက်ပြီးပူနေရတာအာယောက်ျားကဘလို့ဖြစ်နေလဲဟဲ့အပြင်မှာများပူနေလားဟဲ့အာအပြင်မှာဘလို့ဖြစ်နေလဲယောက်ျားအတွက်လိုက်ပူနေရတယ်ဆိုတော့အဆင်မပြေဘူးဒါကြောင့်ရှင်းပြောရရင်အိမ်ငါသားသမီးတွေကအိမ်နောက်ဘက်ရွေးချယ်တဲ့ရရွေးချယ်တဲ့အခါမှာသူတို့ရဲ့စိတ်ကမင်းကန်တော့မင်းအဆုံးအထိတာဝန်ယူနိုင်တဲ့လူဖြစ်စေခြင်းနဲ့ငါလဲငါတာဝန်ငါအပိုင်း ယောက်ျားဆိုယောက်ျားတယောက်ရဲ့တာဝန်မိန်းမဆိုလည်းမိန်းမတယောက်ရဲ့တာဝန်ငါတာဝန်ကတာဝန်ကြီးတော့လုံမယ်မင်းလည်းမင်းတာဝန်ကြီးမင်းကိစ္စတွေငါလည်းမကြည့်ဘူးငါကိစ္စလည်းမင်းလိုက်ကြည့်စရာမလိုဘူးအဲ့လိုဖြစ်တဲ့လူမျိုးနဲ့အိမ်အောင်ကြရင်ပိုကောင်းတယ်ပိုကောင်းတယ်အဲ့တော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အိမ်အောင်ဘက်ကအင်္ဂါသားမီးတွေအတွက်အလိုအပ်ဆုံးအိမ်အောင်ဘက်လို့ပြောလို့တာနော်အဲ့ဒီအချက်လေးကိုကျွန်တော်တို့ကနားလည်သွားပြီဆိုရင်အဆင်ပြေပါလိမ့်မယ် ဒါတော့ကိုသားသမီးအင်္ဂါသားသမီးတယောက်ရှိပြီဆိုရင်ကျွန်တော်တို့ကစိတ်ရှည်အောင်တိခန့်တတ်အောင်ရေရှည်စီးပွားရေးတွေနှစ်ရှည်စီးပွားရေးတွေကိုသင်ပေးဖို့လိုတယ်။ပညာဆိုလည်းအလုံးကတော့နှစ်ရှည်ရှာပြီးမှငါတို့ပညာရမှာလက်လောလို့ပြီးဟိုသူများလှုပ်လို့ပေါ်ပင်လှုပ်လို့ငါအောင်မြင်မလားဆိုပြီးထလှုပ်ရင်ဘယ်တော့မှအင်္ဂါသားသမီးတွေကရေရှည်ကျိုးမပေးဘူး။အဲ့တော့အများအားဖြင့်ကျွန်တော်တို့အောင်မြင်မှုကိုတကယ်ကိုတိဆောက်ရတယ်။ဇွဲနှစ်ဘဲနဲ့အင်္ဂါသားသမီးတွေကိုကျွန်တော်တို့တင်စားရမယ်ချရီလို့ပေါ့။ကျွန်တော်ငငယ်ကကျွန်တော်အိမ်သားမှာဟိုကျွန်တော်အိမ်ထောက်မှာချတောင်ဖို့ရှိတယ် 6တောင်ပို့ကြီးကြည့်မကောင်းဘူးကျွန်တော်6တောင်ပို့ကြီးကိုတော့ဖဲ့လိုက်ရင်ကလေးဘွားပေါ့တော့ဖဲ့လိုက်တယ်ပေါ့တော့ဖဲ့လိုက်ပြီး6တောင်ပို့ကြီးကနောက်နေ့မနေ့ဆိုရင်ကျွန်တော်တို့ကမြေအဆိုးလေးနဲ့ချအပြန်ဖြစ်နေ6တောင်ပို့ကချရီလို့ပေါ့နော်ကျွန်တော်တို့တွေကကျွန်တော်အိမ်မှာဆိုရင်ဘီရင်ဆောက်တွေအများကြီးပေါ့ကျွန်တော်ဘီရင်ဆောက်တွေ300 400လောက်ရှိမှာဘီရင်ဆောက်ကြီးပဲအခြားတုဒရက်တာတွေဆိုရင်ကျွန်တော်တို့လှူလိုက်တဲ့ဆောက်တွေဘာသာရေးဆောက်တွေလှူလိုက်တာတွေအများကြီးအော်ချရီကဘယ်လိုကြိုက်လဲဆိုတော့မသိရအောင်နော်ဘေးမှာထားရတယ်အိဆောက်ကိုကျွန်တော်တို့ကလှမ်းမကြည့်ဘူးဆိုတော့မသိရအောင်ချတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဖြည်းဖြည်းချင်းစူးစမ်းနေတာ ချရတဲ့ဘောကအဲ့တော့ကျွန်တော်တို့ကအင်္ဂါသားမိတွေကချရတယ်လို့ပဲဟောင်ပေါင်ပေါင်မလုပ်ရအောင်ကိုယ့်ရဲ့တက်ထားတဲ့ပညာကိုရှင်းပြရင်မလို့ရရင်ထုတ်မသုံးအောင်ငင်းငင်းစင်စင်လေးနဲ့ဇွဲရှိရင်းနဲ့ရေရှည်ကြိုးစားရင်အင်္ဂါတွေကအောင်မြင်လို့စကားပြောရမယ်ဆက်ဆံရေးကောင်းအောင်မယ် communication skill တွေရှိရမယ်ဘယ်နေရာမှာဘလို့ပြောတတ်ရင်ဘလို့ကောင်းမလဲစကားနဲ့ရက်တည်နိုင်တယ်ဆိုရင်လည်းဘဝမှာအောင်မြင်တတ်တယ်နော်ဒါဆိုရင်နောက်တစ်ခုခုနပြောလို့ရတဲ့အိမ်တော်ဘက်တွေကတာဝန်ယူမှုတာဝန်ခံမှုရှိမယ်ကိုယ်တာဝန်ကိုယ်ကျေတဲ့အိမ်တော်ဘက်သူ့တာဝန်တူယူမဲ့ ဟိုအိမ်အောင်ဘက်မျိုးเนาะအတောင်မျိုးရတဲ့လူမျိုးဖြစ်တယ်ဆိုရင်အိမ်အောင်ကြီးမှာပိုကောင်းတယ်အတောင်မျိုးတတ်ဦးเนาะကိုရတဲ့အိမ်အောင်ဘက်ကကိုယ့်ကိုပဲမိခိုးနေတယ်အကိုယ့်ကိုပဲလာချွဲနေတယ်အာဒါကလည်းကိုကိုပဲတာဝန်ယူလိုက်เนาะဒါကလည်းအကိုကြီးပဲလုပ်လိုက်အဲအဲ့လိုဟာမျိုးဖြစ်တဲ့အိမ်အောင်ဘက်မျိုးဆိုရင်ရေရှိမှာအိမ်အောင်ကြီးတာယာဖို့ခင်းရလာနိုင်တာကိုတော့ကျွန်တော်တို့တည်တာဖို့လိုပါတယ်နောက်ဆိုသဘောပေါက်မှထင်ပါတယ်ဗီဒီယိုရှင်းသွားမယ်เนาะကျွန်တော်အထက်ထပ်ပြန်ပြီးနှစ်ချိန်သုံးချိန်ပြန်ပြောနေတာကို ခေါင်းနဲ့ဆွဲအောင်လို့ပြောတာရစ်တယ်ရှည်တယ်ကောင်လူရင်းမရောက်ဘူးမထင်ပါနဲ့တကယ်ကိုကျွန်တော်တို့အကျိုးရှိလို့ဘဝသက်အစားနဲ့တော့တော့တော့နားထောင်တဲ့နယ်ထင်လို့ပြောပြတာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အင်္ဂါသားမိတွေအားလုံးစင်ပြေကြပါစေအခက်အခဲတွေပြီးလဲကြပါစေကိုယ့်ဘဝကိုဘယ်လို handle လုပ်အောင်မလဲဆိုတာသိရှိသွားကြအောင်မယ်လို့မူကိုကျွန်တော်ထင်ပါတယ်နော်အားလုံးပဲမင်္ဂလာညနေခင်းပါဗျာနားပါပြီနော်